ဒီမြန်မာပြည်မှာအစဉ်လာတစ်ခုရှိတယ်။ဆရာတော်ကြီးတွေဆရာတော်ကြီးတွေအစဉ်လာတစ်ခုဖြစ်။ဘာဖြစ်လဲဆိုလို့ရှိရင်ပြန်တော်မူကနေကြတော့ဖိုးသူတော်ဝတ်လိုက်ကြတာ။နော်။ဘာဖြစ်လို့ဖိုးသူတော်ဝတ်တော့ဆိုရန်ဘဝမှာအဘတ်ဆိုတာတင့်တတ်တာ။မတိပဲနဲ့တင့်နေတဲ့အဘမျိုးကလည်းရှိတတ်တယ်။ ရသော်ဗျာဟောတယ်အဘတန်လန်းနဲ့သိလို့ရှိရင်ငရဲနဲ့တရိษံတခုခုပဲလို့ဟောထားတော့ကြောက်တယ်ကြောက်တော့ဘုန်းကြီးဘုရားမှာ နေလို့ရှိရင်ဒီသီလမစင်ကြယ်လို့ရှိရင်ငါတို့ဘုရားအစမပြေဘူးအဲ့တော့၈ပါးလေးနဲ့ပဲနေတော့မယ်၅ပါးလေးနဲ့နေတော့မယ်ဆိုသေမဲ့ယောဂဖြစ်လာပြီဆိုကျွတ်တင်ပြီးလူထွက်ပလိုက်ကြမသေးလို့ရှိရင်ဖိုးသူတော်တန်လန်းဖြစ်နေကြတော့ တည်သွားရင်တော့ကိစ္စပြူအဲ့ဒါမြန်မာရာဆိုရင်မရှိတယ်မြန်မာရာဆိုရင်မရှိတယ်လူလဲကြတယ်ဆိုရဲအစင်လာလေးတခုရှိတယ်နော်တေကနေမှာဆိုရင်အဘတန်လန်းနဲ့မသေးခြင်းလို့လူလဲပြီးတော့ငါးပါးတိလလေးနဲ့သေးချတယ်တန်တရားကြောင့်မို့လို့အဲ့ဒါလုံးလုံးတယ်နော်အဲ့ဒီမှာရှင်ကင်ခာယေဝရဟာလည်းပဲ နေမတိထိုင်မရှိလို့ပဲဟိုဟာလေးဆိုရင်အမအကလာလုံးဝလုံးတပည့်တော်နည်းနည်းကဘာဖြစ်ပုံတီပုံလေးနဲ့ပတ်သက်ပြီးပြောမှဘိုးပြီးသဘောပေါက်မယ်နော်တပည့်တော်တို့ဒီကဘာကြီးစဖြစ်ပြီးဆိုကြစို့နော်စတဲပြီးစတဲလည်းအခါမှာကဘာပြုံမိုးရွာတယ်ဆိုတော့လဟပြင်းတိုင်းပရမတ်ရှိနေတယ်ကဘာပြုံမိုးရွာနေလိုက်ပြီးတော့မှအဲ့ဒီ ယွာပါမြလာတဲ့အချိန်ခါကျတော့အောက်ကလေတုကဒီရေတုကိုခံလိုက်တဲ့အခါမှာတဖြည်းဖြည်းရေတွေကခဲသွားပြီးတော့ခဲရကနေတစတဲ့စဟင်းဒီကအလွန်ကြာတော့တော့တဖြည်းဖြည်းကြောက်ကြောက်ခဲတွေဖြစ်ကုန်ကြောက်တုံးကြောက်ခဲတွေဖြစ်သွားကြောက်တူကြီးအပေါ်မှာတဖြည်းဖြည်းနောက်တော့မြေစည်းမြေလွှာတွေတက်လာပြီးတော့မြေပရမဝတ္ထဝီမြေကြီးဖြစ်လာတယ်အဲ့တော့ကဘာပြူမှုရွာတဲ့အချိန်ခါနေစပြီးတော့ လူတွေဒီမြေပြင်ပေါ်မှာဆင်းသက်လာတဲ့အချိန်အထိဘလောက်ကြာတယ်ဆိုတော့နှစ်ပေါင်းကမရင်မတွက်နဲ့အောင်ကြာပါတယ်နော်အဲဒီတော့အဲ့မရင်မတွက်နဲ့အောင်ကြာလောက်အောင်ကဘာကြီးကတည်နေတာတည်နေလိုက်တဲ့အချိန်ကကြာတော့နောက်ဆုံးတော့ဗြမပြည်ကခုလိုပဲတတန်းကုံတဲ့ပုဂ္ဂိုလ်တွေနတ်ပြည်တို့လူပြည်တို့မှာတဆင်း တဆင့်ပရိသတ်နေအပြင်လာရောက်ပြီးနေထိုင်ကြတယ်။အဲဒီချိန်ကမှမိခင်ဖခင်ဆိုတော့မရှိသေးတော့သူတို့ရဲ့ကံအားလျော်ဆိုတာကံဆိုတာကခုနကဇန်ဒီလေးပွားများပါများလာတော့နည်းနည်းပြင်း